ဆက်ပေးမယ့်သတင်းကတော့ကိုဝိတ်ကာကွယ်ဆေးများကကိစ္စဖြစ်စဉ်မိသတင်းမှများပြည့်နှံ့နေတဲ့သတင်းဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ဆေးတွေကကိစ္စရောဂါဖြစ်စေတဲ့ဆိုတဲ့သတင်းမှတွေတောင်ကိုရီးယားနိုင်ငံအတွင်းမှာအရှိန်ဟုန်နဲ့ပြည့်နှံ့နေတာကြောင့်တောင်ကိုရီးယားဆိုရကမဟုတ်မဲ့အကြောင်းဖြစ်ရှိနေရတယ်လို့သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံတွေမှာအထင်ကရအနေအထားတစ်ခုရှိတဲ့သုတေသနအဖွဲ့တစ်ခုနဲ့အသိဉာဏ်ဖန်တီးပြီးဆိုရှယ်မီဒီယာတွေကတဆင်ကိုဗစ်ကာကွယ်ဆေးထိုးသူတွေဟာကိစ္စဖြစ်ပွားနိုင်ခြင်းမြစ်တမ်းမှုတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့သတင်းမှာတွေဖြန့်ချိခဲ့တာဖြစ်ပါတယ်တောင်ကိုရီးယားဆိုရှယ်မီဒီယာတွေပေါ်မှာလွှမ်းမိုးမှုမြင့်မားသူတွေကလည်းအဆိုပါသတင်းတွေကိုမျှဝေခဲ့တာကြောင့်အချိန်တိုအတွင်းမှာပြည်내မှုမြင့်မားသွားခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့သူတွေကတချို့ဟာကင်ဆာမျိုးစားခြောက်မျိုးဖြစ်ပွားနိုင်ခြင်းမြစ်တက်လာတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့သတင်းတွေကိုဥတီဖြန့်ချိခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားအစိုးရဟာတရေမားတွေစတင်ဖျက်ချခဲ့သူတွေကိုဖော်ထုတ်နိုင်မှုစ조사နေရလို့လည်းသိရပါဗျာရှင်ဒီသတင်းကိုတော့ငင်းချက်အောင်ကပြပေါ်လာတာပါ